ဘရာဇီးကနေဝင်ရောနော်တို့ရဲ့ရီယယ်မတစ်ကစားသမားဘောပွဲဥတွေရာစီတွင်းကိုဆန်ချင်ကိုကြော်ဖြတ်ခဲ့တဲ့အမ်ပါပေရီယယ်မတစ်ဒိုက်စမူအမ်ပါပေဟာဘီလာရီးယန်းရဲ့ပွဲမှာငကိုသွင်းယူပြီးနောက်ဘရာဇီးကနေဝင်စီဂျော်နရီရဲ့ရီယယ်မတစ်ကစားသမားဘောပွဲဥတွေရာစီတွင်းကိုဆန်ချင်ကိုကြော်ဖြတ်နိုင်ခဲ့ကြောင်းသိရပါတယ်။မလ15ရက်နေ့စနေနေ့ကကစားခဲ့တဲ့ရီယယ်မတစ်တင်းကဘီလာရီးယန်းတင်းကိုငကိုတို့ကိုနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာဘာဘီယာရီယယ်မတစ်တင်းတို့ပွဲချိန်16မိနစ်နဲ့23မိနစ်တို့မှာငကိုဆက်သွင်းယူပေးခဲ့ပါတယ်။အဲ့ဒီတွင်းကိုနှုတ်ကြောင်းဘာဘီယာရီယယ်မတစ်ကစားသမားဘောပွဲဥတွေရာစီပြိုင်ပွဲစုံတွင်းကိုဟာ32ဂိုးအထိရှိလာခဲ့ပြီး ဘရာဇီးကနေရောနာဒိုရဲ့ရီယယ်မက်ထစ်ကစားသမားဘဝပွဲဥဒတ်တွင်ကိုအရင်အတွက်ကိုကြော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ဘရာဇီးကနေဝေတိုက်စစ်မှုရောနာဒိုဟာ2002ခုနှစ်နယူးယောက်ကမှာအင်တာမီလန်အတင်းကနေရီယယ်မက်ထစ်အတင်းကိုပြောင်းရွှေ့ခဲ့ပြီးပွဲဥဒတ်ရာသီမှာတန်ပွဲစုံတွင်ကို930အထိတွင်ယူခဲ့ပါတယ်။အသက်26နှစ်အရွယ်ရှိပြင်သစ်တိုက်စစ်မှုအမ်ပါဘီကလည်းပြီးခဲ့တဲ့ရာသီကမှာ PSG အတင်းကနေရီယယ်မက်ထစ်အတင်းတန်သူပြောင်းရွှေ့ခြင်းအလို့နဲ့ရောက်ရှိလာခဲ့သူဖြစ်ပြီး ့ရဲ့ real madrid ကစားသမားပေါ်အစပိုင်းမှာခြေစွမ်းပြနိုင်ရင်ရုံးကန်ခဲ့ရတဲ့အတွက်ဝေဖန်မှုများနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့ mbappe ဟာလက်ရှိမှာ real madrid အတင်းအတွက်ခြေစွမ်းပြပြီးအခုရသည်ပြန်ပွဲစုံ44ပွဲမှာ32ဂိုးထိတွင်းယူထားပါတယ်။ brazil ကနေဝင်တိုက်စစ်မှု ronaldo ဟာ real madrid ကစားသမားပေါ်ပွဲဥတော်ရသည်ပြန်ပွဲစုံ44ပွဲမှာဂိုး30ထိတွင်းယူခဲ့တာဖြစ်ပါတယ်။ mbappe အနေနဲ့အခုရသည်မှာပွဲစဉ်များစွာကစားရန်ကြံရှိနေသေးတာကြောင့်နိုင်ငံကျော်ပေါ်တူဂီတိုက်စစ်မှု ronaldo ရဲ့ real madrid ကစားသမားပေါ်ပွဲဥတော်တွင်းကို33ဂိုးကိုလည်းမကြခင်ကျော်ဖြတ်နိုင်ပွဲရှိနေပါတယ်။ ronaldo ဟာ ရမရီကသမားဘွားပွဲဦးတဲ့ယာတီမှာပြန်ပွဲစုံ35ပွဲမှာ33ဂိုးဒီသွင်းယူထားခဲ့ပါတယ်။ဒီမှာဒီနေ့ကတည်းကအမားကချက်ပြတ်